မင်္ဂလာပါရှင်။ Audio Box မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွှေချေတင်ဆက်ပေးနေပါရစေ။ဒီကနေ့မှာစာရေးဆရာမောင်တင်ဆန်းရဲ့တာအီးနဲ့ကဝေပြန်ခင်းမင်းစုစည်းမှုအပိုင်း၁ရဲ့အဆက်ဖြစ်တဲ့စာစဉ်ခொနစ်ကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါရစေ။ဇာတ်လမ်းအစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားနိုတီခေါင်းလောင်းကိုလည်းနှိပ်ထားပေးပါရှင်။ ညနေဆောင်အချိန်မှရောင်းတဲ့အကြောဆိုင်တစ်ဆိုင်မှဖြစ်တယ်။အကြောသေးကြီးကလက်မလဲအောင် သူမရဲ့အကြောတွေရောင်းကောင်းလို့နေတယ်။ဆိုင်မှထိုင်စားကြခြင်းထက်အိမ်ကိုဝယ်သွားကြသူများတယ်။အကြောဆိုင်တွေမှရှိတဲ့တန်းရမှတော့အကြောထိုင်စားနေသူ၃ယောက်သာရှိပြီးမိန်းကလေး၂ယောက်ယောက်ျားလေး၁ယောက်တို့ဖြစ်တယ်။အဲ့ဒီသူတို့ကတခြားသူတွေမဟုတ်ဘူး။တာအေးနဲ့ထရင်းမွန်တို့ညီအမ၂ယောက်ဖြစ်တယ်။သူတို့ကတပတ်အိမ်ရွာကိုသွားနေကြတာဖြစ်တယ်။လန်ခုလက်မှအကြောဝင်စားနေတာလေးဖြစ်တယ်။ထရင်းမွန်ကအကြောသေးကြီး အကျော်ကျော်နေတာကိုကြည့်ပြီးတာအေးကိုစကားဆိုလိုက်တယ်။ကိုတာအေးအကျော်ကကောင်းနေနော်။အေးကောင်းနေ။အဆက်အဟတ်တဲတယ်။ဒါနဲ့တပတ်အိမ်ရွာကိုသွားတယ်လမ်းတိပါတယ်နော်။တိတာပေါ့ဗျ။တိလို့ပဲသွားနေတာပေါ့။ဒီညာလဲမအေးဖဲဆက်သွားရအောင်မလား။ကျမအမကိုလည်းကြည်အောင်အတော်ပင်ပန်းနေပြီ။ထွေးမုံကအမဖြစ်သူမွန်ထရီအာမင်းငေါပြရင်နဲ့တာအေးကိုမေးလိုက်ခြင်းလေးဖြစ်တယ်။အဲ့ဒီအခါတာအေးကမြည်သည့်စကားမှပြန်မဖြေပဲခေတ္တငြိမ်သက်နေပြီးစားလက်ဆအကျော်အား လက်စသက်စပြီးတဲ့အချိန်မှသာထရီမွန်ရဲ့အမီးကိုပြန်ဖြေလေတယ်။အွန်းကျုပ်တို့တွေမြ мян ရောက်မှဖြစ်မှာမမွန်ထရီရလည်းပင်ပန်းနေပြီဆိုတော့ဒီညနာပြီးမနက်အုံမောင်းခောက်တာနဲ့သွားကြတာပေါ့ဗျ။ဒီလိုဆိုတော့လည်းမစိုးပါဘူး။ဟုတ်ပြီကျမတို့ဘယ်မှာတဲကြမလဲ။ထုံးစံအတိုင်းဈေးရမှာပဲတဲတာပေါ့ဗျ။ပုံမှန်လူတွေဆိုဖုန်ကြီးကြောင်းတဲလို့ရတယ်။ကျုပ်တို့အတွက်ကတော့အဆင်မပြေဘူးလေ။ကျမတို့ကလည်းဖုန်ကြီးကြောင်းမှာမတဲချင်ပါဘူး။ဈေးရတွေရှိတဲ့ရွာတွေကြီးသွားနေရလို့သာတော်တော်တယ်။ ဇရက်ဆိုတာခရီးသွားတွေတထောက်နာဖို့စောက်ပေးထားတာလေးဗျရွာတိုင်းမှာရှိပါတယ်ဟုတ်ပါပြီစောင်းလေးတထည်စီယူလာလို့တော်သေးတယ်ကျမထင်ထားတာတပတ်အံရွာကတရက်လောက်သွားရင်ရောက်ပြီထင်တာမထွေးမှုမလိုက်ချင်တော့ရင်ပြောတော့ကျုပ်ကခင်ဗျားတို့နှစ်ယောက်ကိုအားနာနေတာဘာလဲရှင်ကြီးကကျမတို့နှစ်ယောက်ကိုမလိုက်စီချင်တဲ့သဘောလားဟာဗျာမဟုတ်ရပါဘူးခင်ဗျားတို့ပင်မဆင်းရနေတာကိုမကြည့်ရလို့ပြောတာပါဗျ။ဟုတ်ပါပြီ။အဲ့ဒါဆိုညဘက်တွေလမ်းမလျှောက်ခိုင်းနေပေါ့။ကိုသာအေးလဲပင်မနာပဲနားအောင်ပါပေါ့။ အဖမ်းခံထားရတဲ့ကောင်းမလေးတွေထဲမှာရှင့်ရီစာပါတယ်ထင်တယ်မဟုတ်ပါဘူးဗျာခမည်းကလည်းကျုပ်ကအပြစ်မဲ့တဲ့လူတွေကိုမထိခိုက်စီခြင်းလိုပါဗျအောက်လန်စီယာတွေထဲမှာတော့ရှင်ကတော်စိတ်ထားကောင်းတာပဲအဲ့ဒီစကားကိုပြောလိုက်သူကထွေးမုံမဟုတ်ဘဲထွေးမုံရဲ့အမမွန်ထွေးပင် ဖြစ်နေတယ်စကားနဲ့တဲ့အမဖြစ်သူကထိုကဲသူဝင်ပြောလာလို့ထွေးမုံတယောက်အံ့ဩသွားပြီးအမဖြစ်သူကိုကြည်ကငါအမကတော့ကိုသားအေးနဲ့ကြာမှာပဲစကားပြောတော့တယ်ထွေးမုံနင်ပောက်ကြရမပြောနဲ့အမကလည်း ကျမဘာပေါက်ကြရပြောလို့လဲကျမပြောတာမဟုတ်လို့လားမွန်ထွေးတယောက်ရှက်သွားပြီအကျော်သားငုံစားနေတယ်အမှန်ဆိုသူမအနေနဲ့ရှက်စရာအကြောင်းကိစ္စမရှိဘူးအဲဒီလိုနဲ့သူတို့၃ယောက်ကမြည်သည့်စကားမှမပြောကြတော့ပဲငိန်တက်နေချင်းအကျော်ဆိုင်လေးရှိလှဲလမ်းမှာလူတွေစုစုယုံယုံနဲ့အလင်းအမြန်သွားနေကြတာကိုတွေ့လိုက်ရတယ်အဲဒီအချင်းရောင်ကိုမြင်နေရတဲ့အကျော်သေးကြီးကလည်းအတန်ခက်ကြဲကြဲနဲ့မေးမြန်းလိုက်တယ်ဟေ့ဘာတွေဖြစ်လို့တော့ကြီးတော်ကြီးဒေါ်မြဝင်းကိုဆုံးပူလို့လေဗျာ မမြဝင်းကပူးပြဲမလားဟုတ်တယ်ဗျသူပဲမကြမကြပူးနေတာစုံကမမြဝင်းကိုတော်တော်သဘောကျနေတယ်ထင်တယ်အကျော်သေးကြီးတော်ကြီးကဘာမှမထူးဆန်းနေရလားအကျော်ဦးသားဆက်ကြော်နေတယ်တာအေးကတော့ရွာသားတွေသွားနေတာကိုစိတ်ဝင်တစားကြည့်နေပြီးတော့အကျော်သေးကြီးတော်ကြီးအနောက်ဦးသားကဆက်ဆူလိုက်တယ်ပြို့ကြီးတော်စုံပူးတယ်ဆိုဗျအေးဟုတ်တယ်ကတူရေရွာတောင်ပိုင်းကတယောက်လေအမြဲတမ်းစုံပူးနေတာဟာလာတကယ်စုံပူးတာလားကြီးတော်ကြီးတော်လည်းအရင်တစ်ခေါက်တုန်းကတော့သွားကြည့်သေးတယ် သူ့ပုံစံကြည့်ရတာတော့တကယ်လို့ပဲကျွန်တော်ကျုပ်တို့သွားကြည့်လို့ရနိုင်လောက်လားရပါရပါသွားသားကြည့်အဲ့အိမ်ဝိုင်းထဲမှာလူတွေအုံခဲနေမှာအဲ့ဒါဆိုကျုပ်တို့သွားလိုက်အောင်မယ်ကြည့်တော့အေးအေးငါတို့တာအေးကအကျော်တဲ့ကြီးတော့အဲ့ဒါလိုပြောပြီးတော့အကျော်အဖူအခတွေကိုရှင်းပေးလိုက်ခါသူ့ကိုကြည့်နေတဲ့ထွေးမော်တို့ညီအမနှစ်ယောက်အားစကားဆိုလိုက်တယ်ကဲမမော်ထွေးနဲ့မထွေးမော်စုံပူတာကိုကျုပ်တို့သွားကြည့်ကြတာပေါ့တာအေးကအဲ့ဒါလိုပြောပြီးအကျော်ဆိုင်ထဲကထွက်လာလိုက်တယ်ထွေးမော်တို့ညီအမနှစ်ယောက်ကတော့နားမလည်ဟန်နဲ့ တာအင်းတော်ခက်မြန်မြန်လိုက်သွားလိုက်ပြီးအနာကဲ၍သူတို့မရှင်းမလင်းဖြစ်နေတဲ့အရာကိုမိမြန်လိုက်တယ်။ကိုတာအေးရှင်အားဘလို့လို့လဲဆုံးကော်ဝေးနှစ်ယောက်ကိုအနာထားပြီးဘာလို့ဆုံးပူတာတွားကြည့်မှလဲတကယ်လားလိန်နေတာလားသိချင်လို့လေအဲ့ဒါကျမတို့နဲ့ဆိုင်လို့လားညနေလဲစောင်းနေပြီပဲကျုပ်တို့နားရတော့မှမလားဘလို့လဲမထွေးမွန်တော့ဒီညဆက်ပြီးခဲကြီးဆက်ချင်လို့လားတာအေးရဲ့အမေစကားကြောင့်ထွေးမွန်တယောက်မိတို့ပြန်ဖြေရမည်မှမသိဖြစ်သွားကတော်တော်ဘောတော်တော်ဘော တာအေးဟာသူ့ဟာမကြည်မနှက်ဖြစ်နေတဲ့ထွေးမုံကိုပြုံးပြလိုက်ပြီးနောက်အရှိမဥဆောင်ပြီးရွာသားတွေတွားရနောက်ကိုခတ်တုတ်တုတ်လိုက်သွားလိုက်ပါတော့တယ်။ပြင်းအောင်ပြင်းငင်အင်ကြီးတလုံးငယ်အောက်မှာလူအများစုယုံလို့နေတယ်။အဲဒီလူတွေကြားထဲမှာတော့သပင်တွေကိုဖားလာချထားပြီးအန်တင်းနဲ့ကြိတ်ရီဒေါသမျက်လုံးလို့နေ။သူမရဲ့ရှေ့မှာရှိတဲ့လူတွေကိုကြည့်နေသူကဒေါမြဝင်းဆိုတဲ့အမျိုးသမီးပင်ဖြစ်တယ်။ယခုသူမအဆုံးပုကတ်ခန်းနေရတယ်လို့ဆိုကြတယ်။သူမအဆုံးပုကတ်ခန်းထားရသည်ဆိုခြင်းထက်စိတ်ဒစတယောက်နဲ့ပင်ပို၍တူးနေသေးတယ်။ သူမကိုဝိုင်းကြည့်နေကြတဲ့ရွာသားတွေထဲမှာလည်းအဲ့ဒီအမျိုးသမီးကြီးအပေါ်မြင်ရတဲ့အမြင်တွေကနှမျိုးကွဲနေတယ်။အယူသီးသူတွေကအမှန်တကယ်ဆုံးပူးနေတယ်လို့ယုံကြည်ကြပြီးအယူမသီးသူတွေကဘွားတော်စိတ်ဒစဖြစ်နေတယ်လို့မှတ်ချက်ပေးနေကြတယ်။မိတို့ဆိုစီကမူအိမ်ဝိုင်းထဲကိုရောက်နေကြတဲ့လူတိုင်းကစိတ်ဝင်စားနဲ့ကြည့်လို့နေကြတယ်။များမကြသောအချိန်မှာတော့ပေါ်ဝါတထဲကိုခေါင်းမပေါင်းထားပြီးအဖြူရောင်ညထေးထေးတိုက်ပုံအင်းညိုဝတ်ဆင်ထားတဲ့အပြင်လွယ်အိတ်တစ်လုံးကိုပါပခုံးမှလွှဲထားတဲ့ ခိုင်းစီရတယောက်ရောက်လာတာကိုတွေ့လိုက်ရလေတဲ့အဲ့ဒီသူရောက်လာတာနဲ့ရွာသားတွေကလမ်းဖယ်ပေးလိုက်ကြပြီးစုံပူးနေတဲ့ဒေါ်မြဝင်းအနာကိုသွားစီလိုက်တဲ့တချို့သောရွာသားတွေကလည်းအားရဝမ်းသာနဲ့ခိုင်းစီရကိုကြည်ကအချင်းချင်းတီတိုးစကားဆိုကြတယ်။ဆရာဒီပရောက်လာပြီဟဲ့။ဟုတ်တယ်ဆရာဒီပရောက်လာပြီဆိုတော့ကြီးတော်မြဝင်းကိုပူးနေတဲ့စုံတော်မလွယ်ကြောပဲ။အေးဟုတ်တယ်။ဒေါ်မြဝင်းထံကိုလာနေတဲ့ခိုင်းစီရမှာဥဒီပလို့ခေါ်တယ်။သူဟာဟိတ်ဟန်ပြင်းနေဒေါ်မြဝင်းရှေ့မှာတင်းမြင်ခွေချိတ်ထိုင်လိုက်ပြီးဒေါ်မြဝင်းရဲ့ ခင်မုံဖြစ်သူအားဥစွာမိမြန်လေးတဲ့ကိုမောင်တင်ခမားပါလို့အိမ်အောက်မှာမမြဝင်းကိုထားထားတာလေအိမ်ပေါ်မှာထားတာအဆင်မပြေလို့ကျုပ်အိမ်ကခင်ပြင်တွေကကြာပြီလေကွာရွာသားတွေကိုလည်းတားလို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်အိမ်အောက်မှာထားတာဟုတ်ပြီလေကဲဘဲရဘလို့စဖြစ်တာလေစိုးစမ်းမအောင်ဆရာဒီပါရဲ့အခုလို့ဖြစ်တိုင်းဆရာဒီပါကိုပြောပြနေတာအခါတတောင်းမကတော့တော့ထုံးစံအတိုင်းပဲပေါ့ဗျဥဒီပါဒေါ်မြဝင်းရဲ့ခင်မောဥမောင်တရင်စိုးစကားကြောင့်အနှင်းငယ်တော့မျက်နှာပြတ်သွားလေ အဲ့ဒီနောက်သူကဥကောင်းကိုညှိလိုက်ပြီးငါလိုဆရာကိုမလေးမခန့်နဲ့တလားတစ်ချိန်လာဘူးနေရောလားဟာဥရီပါအဲ့ဒါလိုဆိုလိုက်ပြီးတော့ဒေါ်မြောင်ဝင်းအားစူးစိုက်ကြည့်ကအတန်ခတ်မာမာနဲ့မေးမြန်းလိုက်တဲ့အခုနှောက်ရှက်နေတာဘသူလဲနာမည်ပြောစမ်းငါမြောင်ဝင်းဟိမြောင်ဝင်းဆိုတာငါသိတယ်ဝင်ပူးနေတာဘသူလဲပြောတာငါမြောင်ဝင်းဟိတဲငါ့ကိုနောက်ဆရာများမှတ်နေလားငါနာမည်မေးနေတာကောင်းကောင်းဖြေစမ်းဥရီပါဒေါ်မြောင်ဝင်းကိုပူးကက်နေတဲ့ဆုံးကဝေရဲ့အမိကိုမေးမြန်းနေပါတော့လေ ။ရောင်ဝင်းလို့သာထက်ခါထက်ခါပြန်ဖြည့်ကြလာတဲ့အတွက်သူအားမလေးမခံပြုခြင်းသူအထင်ရောက်ခါစိတ်ဆိုးဒေါသထွက်သွားပြီးတပည့်ဖြစ်ဟန်တူတဲ့သူ့ရဲ့နောက်ကလူရွယ်အားကြည်ကအတန်ခတ်မှမှနဲ့မောင်ကြီးဒီဆုံးမငါ့ကိုနောက်နေတယ်။ငါ့အကြောင်းကိုမသိသေးဘူးထင်မှပေးစားငါရဲ့စည်းကျင်းလုံးဟုတ်ကဲ့ပါဆရာကြီး။မောင်ကြီးလို့အမိရတဲ့လူရွယ်ကခက်မြန်မြန်မင်းသူ့ရဲ့လက်ထဲမှာကင်ထားတဲ့ကျိန်လုံးအောင်ဥတီပါထံကမ်းပေးလိုက်တဲ့အရိယကဥတီပါအမောင်ကြီးကမ်းပေးလာတဲ့ ကျိန်လုံးကိုယူကထိုင်နေတယ်။အဲ့ဒီနောက်ကျိန်လုံးနဲ့ဖြာသုံးချက်မြရိုက်လိုက်ပြီးနောက်စုံဘူးခန်းနေရတဲ့ဒေါမြဝင်းအားစေးစီကြည့်ကထပ်မံမေးမြန်းလိုက်ပြန်နေ။ကဲကပြောတာကိုဖြေစမ်းနင့်နာမည်ဘလို့ခေါ်လဲ။တဲဒီဆရာဆုံးနဲ့တော့ခတ်ပြီးငါနာမည်မြဝင်းဟဲ့။ငါရဲ့စေးကျိန်လုံးကိုမြင်တာတောင်းနင်ကညာဝန်သေးတယ်လား။ဥရိပါလွန်စွာမှစိတ်ဆိုးတော့တာဖြစ်သွားပြီးတော်မြဝင်းရဲ့လက်မောင်းနှစ်ဖက်အားသူ့ရဲ့ကျိန်လုံးနဲ့ရိုက်ပါလေတော့တယ်။ဆယ်ချက်မြရိုက်တဲ့အချိန်တော်မြဝင်းထံမှအတန်တစ်ချက်ပင်မထွက် ဦးဒီပါကိုသာစားမတက်ဝါမတက်စိုက်ကြည့်လို့နေတယ်။အဲ့ဒီအချင်းရကြောင့်ဦးဒီပါလည်းကြောက်စိတ်အနေငယ်ဝင်သွားပြီးရိပ်ပုတ်နေခြင်းကိုရက်တန့်လိုက်တာအတန်ခတ်မာမာနဲ့နှင်ထုတ်လိုက်တယ်။ပေတိပေကက်ဆုံးမနင်းထွက်သွားစမ်းနင်းပေကက်ကက်လုံနေမယ်ဆိုငါအကြောင်းနဲ့ကောင်းကောင်းတီးသွားစေရမယ်။နင်းလည်းငါအကြောင်းတီးစေရမယ်။ဆုံးပုကက်ချင်းခန်းနေရတဲ့ဒေါမြဝင်းကအဲ့ဒီလိုစကားဆိုပြီးတော့ဦးဒီပါရဲ့အရှိကိုလဝါနဲ့ပုတ်ပြီးစိုက်ကြည့်လာရဦးဒီပါတယောက်မျက်စိမျက်နှာပြည့်ရွေးနေပြီး သူ့ရဲ့လေပင်အားလက်နဲ့ဖိထားရင်မရှုမလဝေဒနာကိုခံစားနေရတယ်။မျောလင်မထားတဲ့အဲ့ဒီအဖြစ်ကြောင့်မောင်ကြီးရဆရာဖြစ်သူအနာတိုးကပ်သွားပြီးဆရာဒီပဆရာဒီပဘာဘာဖြစ်နေရလဲ။အာအာအဲ့ဒီအဖြစ်အပျက်ကြောင့်ရွာသားတွေကြောက်လန့်လာကြသလိုဥဒီပအတွက်လည်းစိတ်ပူနေကြတယ်။ဒေါမြဝင်းကတော့ဥဒီပကိုကြည့်ကဟားတိုင်ရှိမောနေပြီးရည်တန်းနှောနေတဲ့လေတန်းနဲ့စကားဆိုလာလေတဲ့။ကဲဘဲနဲ့ရှိစားဆရာကောင်နေရာငါ့ကိုမြပါမှတ်နေလဲ။သေအဲ့ဒီမှာသေ ရွာသားတွေနဲ့ဥဒီပါရဲ့တပည့်ဖြစ်သူအမောင်ကြီးတို့မြေတို့ပြုတ်လို့ရမည်မှမသိဖြစ်နေကြစဉ်တာအေးတယောက်လူကြားထဲမှာထွက်လာလိုက်ပြီးဥဒီပါအနာဟုသွားလိုက်တယ်။အဲ့ဒီနောက်မျက်လုံးကိုမှိတ်ပြီးမန္တန်တပုတ်အားခတ်တိုးတိုးရေရော့လိုက်တယ်။အဲ့ဒီအခါမှာဥဒီပါ အသက်ရှူလို့ရလာပြီးမောဤပန်းကြီးအနေအထားနဲ့တာအေးအားဂျေစုတင်စကားဆိုလာလေတယ်။ဂျေစုတင်လိုက်တာမောင်ရင်ရမင်းရငါရဲ့အသက်သခင်ဂျေစုရှင်မှာတီးဆုံးမငါ့ကိုအသိတတ်တာဟုတ်တယ်ဆရာကြီး။ကဲဆရာကြီးရဲ့ ဂျိုးကြွနေတဲ့စုံမကိုကျုပ်ပဲစုံမလိုက်မယ်။အေးလုတ်ပစ်စမ်းမမောင်းရင်ရဲ့ဒီစုံမမမြင်ဝင်ကိုဒုက္ခပေးနေတာကြပြီ။ဦးကြီးရလည်းတက်ရောက်ငါနဲ့ကုနေရလို့ဒင်းကရောက်တက်နေတာ။အဲ့ဒီနောက်သားအေးကစုံကဝေဝင်ရောက်ပူကတ်ခန်းနေရတယ်။ဒေါ်မြောင်ဝင်းအားစူးစိုက်ကြည့်လိုက်တဲ့ဒေါ်မြောင်ဝင်းကသားအေးကိုမျက်နှာနဲ့မျက်လုံးကမျက်ရည်တွေကြာလာတယ်လို့လုံစွာစိတ်တို့ဒေါသထွက်နေကအရှိကိုတိုးပြီးတိုက်ခိုက်ဖို့ပြင်နေတယ်။အဲ့ဒီအခါမှာသားအေးကမန်းနံတပုတ်အားနှုတ်ကခတ်တိုးတိုးရည်ရွလိုက်တော့ဒေါ်မြောင်ဝင်းနောက်ကိုလမ်းကျသွားလေတော့တယ်။ အရင်တော့သူမအန်ကိုတင်းတင်းကြိတ်လိုက်ပြီးတာအေးအာမကြေမနက်နဲ့စကားဆိုလာလေတဲ့နင်းကိုငါတသက်မကြေဘူးနင်းဘယ်သူလဲဆိုတာငါသိတယ်နင်းတို့မိုက်ပြင်းနဲ့နင်းတို့ခင်ရတာငါနဲ့ဘာမှမဆိုင်ဘူးငါယောက်ျားကိုနင်းတို့တတ်တာဟုတ်တယ်ငါတို့တတ်တာနင်းအခုလိုမကောင်းတာတွေလုပ်နေလို့တတ်ရတာမြဝင်တာအေးနဲ့စုံပူခံနေရတဲ့ဒေါမြဝင်တို့အပြင်အလံပြောနေကြတဲ့စကားကြောင့်ရွာသားအလုံးအားအားတည်နေကြတယ်ဒါအပြင်စုံမနဲ့တာအေးတို့ရန်စားရှိနေကြောင်းကိုလည်းရိတ်စားမိသွားကြတယ် ဒါပေမဲ့ဘသူမှစကတ်တလုံးမဟပဲအခြေအနေကိုသာစောင့်ကြည့်နေကြတယ်။အဲဒီနောက်ဆုံးပုကတ်ခန်းနေရတဲ့ဒေါ်မြဝင်းကကြောက်စရာကောင်းတဲ့အကြည့်လို့နဲ့ကြည့်တာအီးကလက်ညှိုးငေါငေါထိုးကဆဲဆူနေလေတော့တယ်။တာအီးကဘလို့မှပြန်တုတ်မြန်ခြင်းမရှိဘဲနဲ့ဒေါ်မြဝင်းကိုသာအေးအေးဆေးဆေးပင်ပြန်ဆိုင်ကြည့်နေတယ်။အချိန်အတန်ကြာတဲ့အခါမှာတာအီးကဒေါ်မြဝင်းအားလက်ညှိုးငေါငေါထိုးလိုက်ပြီးခတ်ထံမှကြောတဲ့လေတန်းနဲ့ပြောဆိုလိုက်တဲ့မြဝင်း နေရငါထအသက်အများကြီးကြီးတယ်။ဘာကြောင့်များမဆိုင်တဲ့သူတွေကိုဒုက္ခပေးနေရတာလဲပြောစမ်း။ဒီကောင်မကငါနဲ့နာမည်တူတယ်။ပြီးတော့သူ့ယောက်ျားကလည်းသူ့ကိုအလိုလိုက်တယ်။အဲ့ဒါသူ့ကိစ္စလေ။နင်းနဲ့ဘာဆိုင်လို့တော့ငါယောက်ျားကတေးပြီ။ငါရဲ့အရှိမအဖြစ်သေးပြနေတဲ့လူတွေဆိုငါမကြိုက်ဘူး။ဒီကောင်မကငါရှိမအဖြစ်သေးပြတယ်လေ။အဲ့ဒါကြောင့်လောက်တာတဲလဲမနာလို့တဲ့စိတ်များပါလား။ကဲနင့်ကိုငါတခုပြောမယ်။အသေးခံပါလားအပြစ်မရှိတဲ့လူတွေကိုဒုက္ခမပေးဘဲနေမာလားပြောစမ်း။မြဝင်းနဲ့ တကြီးစကားလွဲရင်ဘသူစကားမှာဂယုမဆိုင်ဘူးဟဲ့ကြီးလီမိုက်လီကြီးမိုင်းမကြီးခမည်းတီးရအောင်ကြုတ်အကြောင်းပြရသေးတာပေါ့တာအေးကအဲ့ဒါလိုပြောအပ်ပြီးလွဲအိတ်ထဲကအစီအရင်ပြုတ်လုထားတဲ့ဆန်တွေနဲ့ဒေါ်မြောင်ဝင်းအားပြက်ပေါက်လိုက်တယ်ဆန်စီလေးတွေထိသွားတာနဲ့ဒေါ်မြောင်ဝင်းတယောက်အသေးခိုင်မတတ်အော်ဟင်ကြီးတွားလို့နေတယ်တာအေးကတော့နာနာချင်းချင်းအော်ဟစ်နေတဲ့ဒေါ်မြောင်ဝင်းကိုကြည့်ပြီးမေးမြန်းလိုက်ပြန်တယ်ကဲခမည်းနောက်ရှက်အောင်မလားဒါမှမဟုတ်ကြုံစကားနားထောင်ပြီး AACC ပြန်ထွက်သွားမှလားမတော်ဘူး တကယ်ကိုကောင်းပါလေဆုံးမပါလားအဲ့ဒီတော့လေမားနေတဲ့ကောင်းကိုခွဲပေးရတာပေါ့တာအီးကအဲ့ဒါလိုပြောပြတာနဲ့လွဲအိတ်ထဲကဂလုံးရုပ်တစ်ခုကိုထုတ်ယူကဒေါ်မြောင်ဝင်းရဲ့အရှိမချထားလိုက်တယ်အဲ့ဒီအယုတ်ကိုမျက်နာနဲ့ပဲဒေါ်မြောင်ဝင်းတယောက်နောက်ကိုကမန်ကန်တန်းဆုတ်သွားပြီးနင်းနင်းဘာလို့မလို့လဲနင်းကိုသူ့အစာအဖြစ်ကြွေးမလို့လေတာအီးရဲ့စကားကြောင့်ဒေါ်မြောင်ဝင်းကကြောက်လန့်တကြနဲ့ငါငါနင်းပြောတာကိုနားထောင်မယ်အဲ့ဒီအယုတ်ကိုပြန်သိမ့်လိုက်နင်းသိကြလားသိကြတယ် နင်ပြောတာကိုငါတကယ်နားထောင်မယ်။ဟုတ်ပြီလေ။အဲ့ဒါဆိုဒီကြီးတော်ကြီးကိုကနေထွက်ဘယ်တော့မှဒုက္ခပြန်မပေးပါဘူးလို့ငါ့ကိုဂရုပေးပေးပေးပါတယ်။ငါငါအခုလိုဘယ်တော့မှထပ်မလုပ်တော့တေးချရဲနော်။နောက်တစ်ခါဒီလိုကိစ္စတွေထပ်လုပ်တယ်ကြာရင် နေပဲမနေတယ်ဆိုတာကအစငါသိတယ်။စိတ်ချငါမလုပ်တော့ပါဘူး။ဒေါမြောင်ဝင်းရဲ့ကိုယ်ထဲဝင်ရောက်ပူးကတ်နေတဲ့ဆုံးမကဂတိပေးပြီးတဲ့နောက်ဒေါမြောင်ဝင်းရဲ့ကိုယ်ကထွက်ခွာသွားလေတယ်။ဆုံးပူးကတ်ချင်းမှလွတ်မြောက်သွားတဲ့အခါဒေါမြောင်ဝင်းကခိတ္တမြတတိလစ်သွားပြီး တတိပြန်ရရချင်းသူမရဲ့ခင်မုန်းဖြစ်သူကိုကြည်ကအခုမြဘာဖြစ်သွားတာလဲမြကိုစုံဝင်ပူတာမြလေးနဲ့အခုချစ်ချစ်ခင်ခင်ရှိတာကိုမနာလိုတဲ့စုံမလေးအခုတော့ဟော်ဒီယာဆရာလေးမောင်းထုတ်ပြီးလိုက်တာကောင်းသွားပြီဟုတ်လားကျေးဇူးတင်လိုက်တာဆရာရေဒေါ်မြဝင်းကအရွယ်နဲ့မလိုက်အောင်သူမရဲ့ခင်မုန်းနဲ့ပြောဆိုဆက်ဆက်ရမှာအတော်နူးညံ့တိမ်မွေ့သူဖြစ်တယ်အဲ့ဒါကြောင့်လေလင်မဆုံးမသွားတဲ့စုံကဝေမြဝင်းကမနာလို၍ယခုကဲ့သို့ပြုတ်လုပ်ခြင်းလေးဖြစ်တယ်။တာအေးကတော့သူ့ကိုကျေးဇူးတင်စကားပြောနေတဲ့ ဒေါ်မြဝင်းနဲ့ဥတီပါခေါင်းညှပြပြီးအတိအမှတ်ပြုလိုက်တဲ့အဲ့ဒီနောက်ဒေါ်မြဝင်းရဲ့ခင်မုန်းဖြစ်သူကငွေဆက်ကိုတထက်အားလက်နှစ်ဖက်နဲ့ကင်ပြီးတာအေးအားတရုတ်တည်ပြီးလာလေတဲ့အဲ့ဒီအခါမှာတာအေးအားဥကောင်းကိုကုတ်လိုက်ပြီးကျုပ်ကအခကျင်းဝင်နဲ့လာကူတာမဟုတ်ပါဘူးပြီးတော့ဆရာတယောက်လည်းမဟုတ်ဘူးခရီးသွားရင်းနဲ့ကျုံလို့ကူညီတာကျုပ်ဒီငွေတွေကိုလက်မခံမရစေနဲ့မဟုတ်တာဆရာသမားရဲ့ဆရာသမားကယ်လို့ကျုံမင်းမှပြန်ကောင်းတာပါ ဆရာသမားသာမရှိဘူးဆိုရင်ဆရာဒီပရောကြုံမိမှာပါမလွယ်တော့ဘူးအဲ့ဒီတော့တတ်နိုင်တဲ့လောက်ကတော့ဒါလက်ခံပေးပါဗျာခတ်ပြီးရောငွေကိုကျုပ်လက်မခံမရစေနဲ့အကူအညီတစ်ခုပဲတောင်းညင်ပါတယ်မိုးလဲချုပ်တော့မှဆိုတော့ကျုပ်တို့တွေခရီးဆက်ဖို့အချိန်မရှိဘူးဒီတညတဲခိုခွင်ပြုတ်ပေးရင်ရပြီငွေတော့မယူပေးရစေနဲ့တာအီအတင်းညင်းနေတာကြောင့်ဒေါ်မြောင်ဝင်းရဲ့ခင်မုံဖြစ်သူလဲလက်လျှော့လိုက်ခါသူရဲ့အိမ်ကြီးပေါ်မှာတာအီတို့အားလိုလိုလားလားလက်ခံလိုက်တဲ့ဆရာသမားရဲ့ တလောက်ကလေးများပြစိတ်ချတရမဟုတ်ဘူးဆရာသမားနေခြင်းတလောက်နေလို့ရတယ်။ကျုပ်တယောက်တည်းမဟုတ်ဘူးအဖေနှစ်ယောက်လည်းပါသေးတယ်။နှစ်ယောက်မကဘူးအယောက်20ဆိုလေတင်မောင်တို့ကအေးစေဒီလိုနဲ့တာအေးနဲ့ထွေးမုံတို့ညီအမနှစ်ယောက်တို့ကဥတီမောင်ဒေါ်မြဝင်းတို့နေအိမ်မှာတဲခုံလိုက်ကြပါလေတော့လေ။ကိုသားကြီးအိမ်ရှင်တွေကလည်းသဘောကောင်းလိုက်တာနော်။ဟုတ်တယ်ကိုသားကြီးညီမလေးပြောတာမှန်တယ်ကြည်ပါဦး။စားစီရတောက်စီရတွေအများကြီးပဲ။ထွေးမုံတို့ညီအမနှစ်ယောက်ကအိမ်ကြီးပေါ်ရှိဇပွဲဝိုင်းကြီးပေါ်မှာတင်ထားတယ် အမျိုးစုံလာတဲ့ဟင်းလျာတွေကိုကြည့်ရင်လည်းတာအေးအားစကားဆိုလိုက်ခြင်းဖြစ်တယ်။တာအေးဒီကဥကောင်းကိုငင်းပြလိုက်ပြီးတော့အခုတောင်သူတို့ရှိရင်ကျုပ်တို့အားနာနေမှာစိုးလို့တဲ့အိမ်အောင်ဆင်းပေနေလေရဲ့စေတနာကတော့ကောင်းနေဗျ။ရှင်ကသူ့မိမကိုခဲ့ထားတာကိုဒါနဲ့နေပါအောင်အိမ်ရှင်ကြီးတော်ကြီးကိုဝန်ပူးတဲ့မိမကရှင်နဲ့တည်တယ်လား။တိတ်တည်တာပေါ့ဗျ။ခင်များတို့ကိုလည်းပြောပြသေးပါတယ်လေ။လောင်ရဖုန်ကြီးကြောင်းမာနေတဲ့လင်မယားနှစ်ယောက်ဆိုတာလေ။အင်းတည်တယ်။အခုကမောင်ကောင်းရဲ့မိန်းမလေးဗျ။ အမခင်မေတတ်လိုက်တဲ့မောင်ကောင်းရဲ့မိမထင်တော့ထင်ပါတယ်ရှင့်ကိုမြင်ကြရဟိုကတက်ချင်နေတဲ့ပုံပြောတာပြောတာနော်သူ့ကြည့်ရတာရှင့်ကိုကျေနပ်သေးပုံမပေါ့ဘူးသူ့ကိုမဟုတ်လို့သာရှင့်ပြောစကားနားထောင်လိုက်ပုံပဲထွေးမွန်ထိုးသူပြောတဲ့အခါမှာအမဖြစ်သူမွန်ထွေးကဥကောင်းကိုညှိပြလိုက်ပြီးတော့ကိုသားအေးရဲ့စုံနိုင်ကလုံအစီအရင်ကိုကြောက်တာနေမှာအမှန်အတိုင်းပြောရရင်ကျမတို့လည်းအဲ့အယုံကိုတိတ်လောက်အောင်ကြောက်တယ်အခုလိုလူတယောက်ကိုပူးနေတဲ့အချိန်မှာပို့ကြောက်ရတယ်ဘာလို့လဲဆိုတော့ तू ကနန်းတွေကိုဖမ်းစားတာလေ တာအေးဟာထွေးမွန်တော်ညီအမနှစ်ယောက်ရဲ့ပြောစကားတွေကိုနားထောင်ပြီးတော့သူမတို့ပြောတီရာဟုတ်မှန်ကြောင်းဥကောင်းကိုညှိ၍ထောက်ခံလိုက်တဲ့ခမရတို့ပြောတာမှန်နေမြောက်ဝင်းကအပြင်မှာကြောက်ကိုတွေ့ရင်ဒုက္ခပေးအောင်မှာပဲကြောက်ဝထင်းတော်ဒီရွာအနီးအနားမှာသူရှိအောင်မယ်ထင်းနေကိုတာအေးသူ့ကိုနိုင်ပါလေနိုင်တာတော့သိပါလေဗျာဒါပေမဲ့ကြောက်သူ့ကိုမနှိမ့်ဆက်ခြင်းမူတတ်နိုင်သမျှတော့ရှောင်ကွင်းရမှာပဲသူလည်းသူ့ယောက်ျားကိုဆုံးရှုံးထားရတာမလားအဲ့ဒါကလည်းသူတို့မိုက်လို့ဖြစ်တာလေတနာစီယာမလိုပါဘူးအဲ့ဒါတော့ဧည့်တာပေါ့ဗျာ ကဲကဲကြိုတို့ထမင်းစားပြီးစောစောအိပ်ရာဝင်ညတာပေါ့ပြီးရင်မနှက်စောစောထပြီးခဲကြီးဆက်တာပေါ့ကျုပ်အထက်နောက်နှစ်ရက်လောက်ဆိုရောက်လောက်ပါပြီအခုတွင်မရွာရီရသိမ့်မရှိတော့ဘူးလေသူတို့ကစကားပြောချင်းကိုအဆုံးတတ်လိုက်ပြီးနောက်ညစာသုံးဆောင်လိုက်ကြတယ်စားတော့ပြီးတဲ့ချိန်မှာတော့အင်ရှင်ဦးတီမောင်တို့လင်မယားနဲ့အတူဥဒီပါတို့ရောက်ရှိလာတယ်ဥဒီပါခွဲတောင်းတလုံးသိမ်းဆောင်လာတာကိုတွေ့လိုက်ရတယ်ဥဒီပါအตาရေးအနားရောက်တာနဲ့ခွဲတောင်းအောင်ตาရေးနှဘေးမှာချလိုက်ပြီးမောင်ရင်တို့မနှက်အစိုးကြီးခဲကြီးဆက်မယ်ပြောလို့ ညရင်းညင်းလာခဲ့တာဒါကလန်ခီးမှစားဖို့စက်သားเจ้าနဲ့ជីသားเจ้าတွေပြီးတော့ထီးအချောက်တွေပါပါတယ်တောင်းလိုက်တဲရမှာခဲ့ရဟော်ဒီမှာလွဲအိပ်ရှိတယ်မောင်ရင်ဘယ်ဟာနဲ့တဲမလဲအာနာဇီယာကြီးဆရာကြီးကဟာဘာလို့အာနာရမှာလဲမောင်ရင်ကဦးကြီးရဲ့ကျေးဇူးရှင်မင်းညင်းလို့တော့မရဘူးနော်အဲ့ဒါဆိုလဲယူတာပေါ့ဗျာလွဲအိပ်နဲ့ပဲယူသွားမယ်ဗျာနော်ဥဒီပါသူယူလာတဲ့အစားအသောက်တွေကလွဲအိပ်ကြီးထဲကိုထည့်ပေးလိုက်တယ်ဥဒီပါအဲ့ဒါလို့ပစ္စည်းထည့်သူပေးနေတာကိုကြည့်ပြီး ဒေါ်မြောင်ဝင်းတယောက်ကတော့မကြည်မနှက်ဖြစ်လို့နေတယ်။ဆရာဦးတီပါဆရာပေးတာတွေအများကြီးပဲကျုပ်တို့ပြင်ဆင်ထားတာတွေလည်းရှိသေးတယ်။မမြင့်ဝင်းကလည်းဗျခမရတို့ကကျွေးမွေးပြီးပြီးကျုပ်လည်းလက်ဆောင်ပေးချင်တာပေါ့။အဲ့ဒီအခါထွေးမုံကဒေါ်မြောင်ဝင်းကိုကြည်ဟာပြုံးပြီးစကားဆိုလိုက်တယ်။ကြီးတော်ကလည်းကျမတို့က၃ယောက်တောင်မှသူမနိုင်ရင်ကျမတို့တဲပေးလို့ရတာပဲဟာ။ဘာလဲကြီးတော်ကကျမတို့မတည့်စီခြင်းလို့လားမဟုတ်ပါဘူးတူမကြီးရဲ့ဒါနဲ့ဟုတ်တာပဲနောက်နှစ်ယောက်တောင်ပါသေးတာဆိုတော့ထပ်တိုးလိုက်အောင်မယ် ဒီလိုနဲ့တာအေးကစေတနာကောင်းသောဥတီပါနဲ့ဒေါ်မြဝင်းတို့လင်မယားကိုကြည်ကပြုံးနေပါလေတော့တယ်လင်းကျက်တွန်သည့်အတန်နဲ့အတူရွာဦးเจ้าကအုံမောက်ခောက်တန်သည်လည်းတဆက်သေးဆိုသလိုပေါ်ထွက်လာလေတယ်အဲ့ဒီအချိန်မှာတော့အုံဆိုင်ဆိုင်ရှိတဲ့ရွာလေးထဲမှာလူသုံးယောက်ထွက်လာတာကိုတွေ့လိုက်ရတယ်သူတို့ဟာကောင်းကင်ကပြောက်ွယ်မသွားသေးတဲ့လာဤအယောင်ကိုအမိပြုတ်ပြီးလမ်းလျှောက်နေကြတယ်သူတို့မှာအခြားသူတွေမဟုတ်ဘူးတာအေးတို့ပင်ဖြစ်တယ်တာအေးကလွယ်အိမ်နှလုံးကိုလွှဲထားသလိုထွေးမုံကတော့ပလိုင်းကိုလွှဲထားတယ် အဲ့ဒီပလိုင်းကမြဝင်းထည့်ပေးလိုက်တဲ့စားစရာတွေထည့်ထားတဲ့ပလိုင်းမင်ဖြစ်တဲ့မွန်ထရီဟာလည်းလွယ်အိတ်တလုံးလွယ်ထားရသေးတယ်။အဲ့ဒီလိုလမ်းလျှောက်နေရင်ထွေးမုံကစတင်ပြီးတော့စကားဆိုလာတယ်။ကိုသားအင်းနဲ့အမကြီးစားစရာအတွက်ကိုတော့မပူရတော့ဘူး။သူတို့ပေးလိုက်လို့သာတော်တော်တယ်။နောက်ဆိုရွာတွေမရှိတော့ဘူးမလား။ဟုတ်တယ်ထွေးမုံ။ကျုပ်တို့တော်တော်ဟန်ကြသွားပြီ။အခုကစပြီးရွာတွေမရှိတော့ဘူး။တောတွေတောင်တွေကိုပဲဖျက်ရတော့မှရှင်ကတပတ်အယွာမရောက်ဘူးပဲ။တပတ်အယွာကိုဘလို့လုပ်ပြီးတည်နေတာလဲ။ အမခင်မေပြောလို့ပေါ့ကျုပ်အော်နေတာကြားစိုးရွာရဲ့အရှင်မသူ့အစွမ်းနဲ့ဆိုရှင့်ကိုခေါ်ပြီးတပတ်အိုင်ကိုအချိန်ခဏလေးအတွင်အရောက်သွားနိုင်မှရက်နဲ့ဘာလို့များအပင်ပန်းခံပြီးလမ်းလျှောက်နေတာလဲမသိဘူးထွေးမွန်ရဲ့ဇကားကြောင့်တာအေးအဲ့ဒီဖြစ်ကိုစဉ်းစားမိသွားတယ်ထို့သောဆိုအမခင်မေကမြရဖန်ထားတယ်မိန်းကလေးတွေကိုကေတင်ညင်းထက်သူနဲ့အတူသွားလာခြင်းတွင်ထို့သောပြုမှုခြင်းဖြစ်ပေလိမ့်မယ်မိန်းကလေးတွေကသူတို့ချစ်ခင်နှစ်သက်ခါအကောင်းအဆိုးကိုမခွဲခြားနိုင်တော့ ခင်မေကဲ့သို့လုံစွာအသက်ကြီးပြီးလောကအတွေ့အကြုံတွေများစွာရှိသူပင်လင်အတွေ့မှားနိုင်လေတော့တခြားသောမိန်းကလေးတွေအဖို့စိုးပွားရလဲမရှိဘူးတဆက်ထဲမှပင်တာအေးရသူ့အကြောင်းသူပြန်စင်းစားမိနေတယ်သူသည်မြည်သည့်မိန်းကလေးကိုမှမယုံမသားစိတ်မဖြစ်မိဘူးသူ့ရဲ့ရင်ထဲမှာငငယ်ရပေါင်းတင်းတွေနဲ့အတူပိုပန်းခဲ့တဲ့ရေအိုးစင်ရွာသူမြလေးရသာသူ့ရင်ထဲမှာရှိနေတယ်ဒါပေမဲ့လည်းသူနဲ့ကြုံဆုံခဲ့ရတဲ့မိန်းကလေးတိုင်းတို့လိုကသူ့ကိုတန်ရုံးစင်တွဲနေတာကိုသတိထားမိတယ်သူရဲ့စိတ်ထဲမှာတော့လက်ဦးစရာလေးဖြစ် တငယ်ချင်းလေးဖြစ်တဲ့ဘိုးထင်စီရင်ပေးတဲ့အစီအရင်တွေအစွမ်းပြနေရောသလားတို့ဒီမဟုတ်ကိုကာရတောင်းနှင်းကြံခိုင်ပြီးအသားညိုတီရောမိန်းကလေးတွေကကြိတ်နေတာလားအတတ်မသိဘူးအဲဒီလိုအတွေးများစွာနဲ့လမ်းလျှောက်နေချိန်မှာ ကိုတာအေးကိုတာအေးကြုံမကြိုက်ဘူးနော်တာအေးတယောက်အတွေးတို့ရောထွေသွားလို့အဲဒီလိုပြောလိုက်မိချင်းဖြစ်တယ်သူခေါ်နေတဲ့မွန်ထွေးရလည်းမိတိစကားဆက်ပြောရမည်မှမသိတော့ပဲရှက်သွေးဖြာကခေါင်းငုံငုံထားတယ်အဲ့ဒီအချေးရကြောင့်ထွေးမွန်ကတာအီးရမကြည့်မနဲ့နေစကားဆိုတယ် ကိုသားကြီးရှင်ပါပြောတာလဲကျမအမကိုရှင်ပါပြောလိုက်တာလဲလွဲသွားတာပါကျုပ်စိတ်ထဲမှာမမွန်ထွေးကကျုပ်ကိုကကောက်ညှမောင်းကျွေးနေတာအဲ့ဒါကျုပ်ကကောက်ညှမောင်းမကြိုက်ဘူးလို့ပြောနေတာအဲ့ဒီလိုတွေးနေတော့သူကခေါ်လိုက်တော့ရောင်သွားတာตาအီးကအခြေအနေမကောင်းမှန်းသိတာကြောင့်အဲ့ဒီလိုညာလိုက်ရခြင်းဖြစ်တယ်အဲ့ဒီအခါမှသာထွေးမွန်တယောက်ကျဉ်တ်သွားပြီးရှင်ကကျမအမကိုတော့တွေးနေတယ်ပေါ့ထွေးမွန်နဲ့ဘာတွေရှောက်ပြောနေတာလဲအမရှက်မနေနဲ့အမလည်းကိုသားကြီးအကြောင်းတွေးနေတာကျမမသိတာမှတ်လို့ နင်းတော့ပြောလေကဲလေတာအေးမတိမတာတက်ပြင်းချလိုက်မိတယ်မွန်ထွေးကတော့သူ့ညီမတာအေးနဲ့စနောက်နေတာကိုသဘောကျနေပုံပေါ်လေတယ်တာအေးအလျှောက်ကောင်းရအထောင်းတက်တာသွားတော့လေအလျှောက်အကောင်းလွန်ပြီးရေးစားရခင်ရှိလို့နေတယ်တာအေးမြည်သည့်စကားမှမပြောတော့ဘဲလမ်းကိုသာရှောက်နေလိုက်တယ်အဲ့ဒီအချိန်သူတို့ရဲ့ရှေ့တဲ့တဲမှာခန္ဓာကိုယ်တစ်ခုလုံးမီးတွေနဲ့တောက်လောင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်တာအေးကအဲ့ဒီအမျိုးသမီးကတေချာကြည့်လိုက်ပြီးတော့သူရဲ့နောက်မှာရှိတဲ့ထွေးမော်နှုံကြီးအမနှစ်ယောက်ကို လှည့်ပြီးတရီပေးလိုက်တဲ့မမွန်ထရီအရှိယမေးမကျုပ်အထင်ကျုပ်ရန်သူမြဝင်းဖြစ်လိမ့်မယ်တရီထားပါနော်ဟုတ်ကဲ့တာအီးဟာသူ့ရဲ့နှုတ်ကမွန်ထရီရဲ့အမိကိုဥတီ၍ပြောမိသွားတယ်အဲ့ဒီအခါထရီမုံကကျင်းနှဆွာပြုံးလိုက်ပြီးတော့အမတ်လေးတိတာလိုက်တာနော်အငဲကိုတရီမပေးပဲအကြီးကိုပဲတရီပေးတယ်အဲအဲ့လိုမဟုတ်ဘူးသိပါတယ်ရှင်းပြမနေပါနဲ့တာအီးမိသည့်စကားမှထပ်မပြောနိုင်တော့ပဲသူတို့နဲ့မျက်နှချင်းဆိုင်လမ်းမှာရက်တက်နေတဲ့တကယ်လုံးမီးများနဲ့တောက်လောင်နေတဲ့မိမနဲ့ မလမကန်းစီကိုသွားလိုက်ကြတယ်။သူတို့ရောက်တာနဲ့အဲ့ဒီမိမတာအေးအားလက်ညှိုးထိုးလာပြီးခက်ထန်မကြောတဲ့လေးတန်းနဲ့စကားဆိုလေတယ်။ကောင်းလေအခြေအနေမပေးလို့သာငါမန်ကိုလျှော့လိုက်ရတာ။နေနိုင်ပြီလို့ထင်နေတာလား။မြဝင်းနေမိုက်ပြီးရင်မိုက်နေတော့မှလား။နေတော့ရွာတကြီးတောင်အမခင်မေကိုရှုံးလို့ရွာကိုပြန်သွားပြီ။နေကဘာလုပ်နေတာလဲ။တပတ်အိမ်ပြန်ပြီးအေးအေးလူလူနေပါတော့လား။တိတ်ဆက်ငါယောက်ျားကိုတတ်တာနဲ့အဲ့တော့နင့်ကိုတတ်ပြီးမှပဲအေးအေးဆေးဆေးနေနိုင်မယ်။ခမည်းဟာလည်းမဟုတ်သေးပါဘူး။ တကယ်တော့ခမ ्या ကကြောက်နေတာပဲနင်ပါပြောလိုက်တယ်မြဝင်းဆိုတဲ့ငါဘာဟုမှမကြောက်ဘူးနင်ငါ့ကိုနိုင်မယ်ထင်လို့တတ်တိတွေရှိနေတာလားတကယ်ဆိုနင်ယောက်ျားကိုတတ်တာအမခင်မေးလေသူ့ကိုလက်စားသွားချီရမှာမလားနင်တို့ငါ့ကိုရံမှုလို့အမခင်မေးကငါ့ကိုတောင်းကဲပေးရသေးတာနင်ကြောက်လို့ခုလိုလုပ်နေတာမလားပါလေငါပြောတာမှန်းနေလို့မလားနင်ကငါကြောက်ဆုံးတကောင်ပဲ ਉ တကယ်ကိုအဖြစ်မရှိဘူးတကယ်တတ်တဲ့သူတို့ပြန်လက်စားမချီရဲဘူးအရင်ကကာယကာယပါလာတဲ့ငါ့ကို တတ်မဲ့တကယ်ကြီးလုံနေတာကြွက်မနိုင်ကြည်မီနဲ့ရှို့ဆိုတာနင်းလို့လိုပဲตาအီးကမြောင်ဝင်းမခန့်ကျင်အောင်ပြောလိုက်ခြင်းဖြစ်တယ်အဲ့ဒီအခါမြောင်ဝင်းကအချိန်အတော်ကြာတဲ့အထိစေစားနေပြီးဥကောင်းကိုညှိလိုက်ခါနင်းပြောတာမှန်တယ်ခင်မယားငါယောက်ျားကိုတတ်တာဟုတ်တယ်လေခမားအမြင်မှန်သွားပြီပဲဟုတ်တယ်ခင်မယားငါယောက်ျားကိုတတ်တာဒါပေမဲ့နင်းကြောင့်ခင်မီပါလာတာလေမြောင်ဝင်းကထိုးထိုးပြောပြတာနဲ့ตาအီးထံကိုလက်ကိုစန့်တန်းလိုက်တော့မီးတောက်တွေကตาအီးထံတစ်ချိန်လုံးပြေးဝင်လာလေတယ် မြောင်ဝင်းရုတ်တရက်တိုက်ခိုက်လာတာမို့တာအေးရကမန်းကရခုံလွားပြီးရှောင်လိုက်ရလေမိတော့တူရသူနဲ့ပုတ်ခါတီးကလေးလွဲသွားလိမ့်တယ်ထွင်းမော်တို့နှစ်ယောက်ကနောက်ကိုဆုတ်လိုက်ရင်တာအေးကိုစိုးရင်တကြီးနဲ့တတိပိစကားဆိုကြတယ်ကိုတာအေးတတိထားအဲ့ကောင်မအသေးတိုက်နေတာကျမတို့တိုက်လိုက်မယ်နေနေကြောက်ကိစ္စခမရတို့နှစ်ယောက်ဝင်းမပါနဲ့ကိုတာအေးဖြစ်ပါမလားအဲ့ဒီမိမပညာမြင့်နေတော့တာအေးပါဗျကြားစိုးရွာမှာနေတဲ့တာအေးဒီဆုံးတကောင်လောက်ကတော့ဘာရှက်ဘာဆုံးတကောင်ဟုတ်လား မှားလို့စုံတယောက်လောက်ကတော့အပြော့ပါအဲ့ဒီတော့တာအေးကသူ့ရဲ့လွယ်အိတ်အတွင်းကိုလက်နှိုက်လိုက်ပြီးနောက်ထပ်သူ့ဟာတိုက်ခတ်ရင်ပြင်းနေတဲ့မြဝင်းကိုကြည့်ကအတန်ခတ်ချေချေနဲ့စကားဆိုလိုက်တဲ့မြဝင်းနေရက်တော့နော်နေအမေလောက်ရှိတဲ့ငါ့ကိုနင်းလို့ပြောနေတယ်မตาလေးနဲ့တိတ်စီရမယ်နင်းရရောလေးလေးစားစားပြောဆိုဖို့တန်တယ်လို့ထင်နေလားအေးမြဝင်းအကြောင်းသိစီရမယ်သိပါတယ်သိပါတယ်နင်းကခက်ညံ့ညံ့ဆုံးအုံမကြီးဆိုတာဒီမตาကောင်နင်းသိကိုသိစီရမယ် တာအေးကမြောင်ဝင်းမခန့်ညင်အောင်ပြောဆိုနေခြင်းသာဖြစ်တယ်။သူအဲ့ဒီလိုပြောလေမြောင်ဝင်းရဲ့တိုက်ခိုက်မှုများမှာရက်ဆက်လေဖြစ်တယ်။သို့ပေမဲ့သူမရဲ့မီးနဲ့တိုက်ခိုက်မှုတွေကတာအေးအားထိခိုက်ခြင်းမရှိဘူး။ထို့သောအဝေးမှာတိုက်ခိုက်ပြီးမရတာနဲ့မြောင်ဝင်းကတာအေးအားစူးစိုက်ကြည့်ကလက်တစ်ဖက်ကိုစန့်တန်းပြီးလှင်မြန်သည့်အရှိန်နဲ့တာအေးရဲ့လေဘေးအားညှင့်ရန်ပြေးဝင်လိုလာတယ်။သို့ပေမဲ့တာအေးအနားရောက်လာတဲ့အခါမှာရုပ်ချင်းဆိုသလိုပေါ်လာတဲ့တိုက်နှစ်တိုးတကောင်မှမြောင်ဝင်းအားပြေးဝေလေတယ်။မထင်မှတ်ထားတဲ့အခြေအနေမျိုး မြောင်ဝင်းတယောက်ရှောင်းနေမရတော့ပဲတိုက်နှစ်တိုးရဲ့ပြင်းထန်တော့ဝိချက်မိကမြေပြင်မှာလေးချလို့သွားတော့တယ်။သူမချက်ချင်းပြန်ထမြေပြင်တော့လေမျက်လုံးများနေရပြီးရန်လုံးနေတဲ့တိုက်နှစ်တိုးကခွာများရက်နေပြီးနောက်တစ်ချိန်တိုက်ခိုက်ဖို့အတွက်ဆောင်းဆိုင်လို့နေတယ်။မြောင်ဝင်းရဲ့ကိုကလောင်မြိုက်နေတဲ့မိများတီလဲအရှိန်လျှော့သွားပြီးဖြစ်တယ်။အဲ့ဒီအခြေအနေရောက်တဲ့အတိုင်းအားမလျှော့သေးတဲ့မြောင်ဝင်းကသူ့ရဲ့လက်ကမိတို့နဲ့တိုက်နွားသွားကြည့်အားတိုက်ခိုက်လိုက်လေတယ်။သူမရဲ့တိုက်ခိုက်မှုကြောင့်တိုက်နှစ်တိုးကြီးရဲ့တကူလုံးမိများဆွဲလောင်လို့သွားတော့တယ်။ အဲ့ဒီအခါမြောင်ဝင်းကအောင်နိုင်သူတက်ရောက်နေဟားတိုက်ရီမောလိုက်ခါချက်ချင်းဆိုသလိုမတထရက်လိုက်ပြီးတာအေးအားလှမ်း၍စကားဆိုလေတဲ့ကောင်းလေနေအကောင်တော့ပြာဘဝရောက်တော့မေလွတ်လိုက်စမ်းမအောင်ကောင်းလေနေအကောင်တော့ပြာဘဝရောက်တော့မေလွတ်လိုက်စမ်းမအောင်နောက်ထပ်အကောင်နေမြဝင်းမြဝင်းနေကနေကုန်နေတိတ်အထင်ကြီးတာပဲတိုက်နွားကဘလို့လို့သိမတော့တာကြီးစကားကြောင့်မြဝင်းကသူ့မီးရှို့ထားတဲ့တိုက်နွားကြီးအကြည့်လိုက်တဲ့တိုက်နွားကြီးကတကယ်လို့မီးဟောင်းဟောင်းတောက်လောင်နေတဲ့ကြားက ခွာများရက်လိုက်မြေပြင်အားကျုံနဲ့တွေးလိုက်ပြုတ်လုံနေတယ်။မိစားမိနာများမှလည်းလွင့်ဆင်လုံနေပြီးငကိုထပ်ပို၍ပင်ကြောက်เสียကောင်းနေတော့တယ်။ဒါကြောင့်သူမမိတို့ဆက်လုံရမိကိုစဉ်းစားနေချိန်မှာဒေါသမဟုံအပြည့်နဲ့မီးလောင်နေတဲ့တိုက်နှသူကြီးရဲ့နောက်တစ်ချိန်ဝေချင်းကိုခံလိုက်ရကမြေပြင်ပေါ်ကိုပြန်လဲကျသွားလိမ့်တယ်။အခုအချိန်မှာတော့မြောင်ဝင်းရဲ့ကိုကမိထောက်တွေရှိမနေတော့ပဲအာရင်ကုန်ခန်းနေတဲ့လူမမာရုံနဲ့ဖြစ်နေတော့တယ်။သောတော်လေသူမသည်အံကိုတင်းတင်းကြိတ်လိုက်ပြီးတိုက်နွားကြီးနောက်တစ်ချိန်ဝိမိကိုစောင့်ဆိုင်နေစဉ် တာအေးရဲ့တောက်တစ်ချက်ခောက်တန်းနဲ့အတူတိုက်နွားကြီးမှချက်ချင်းဆိုသလိုအယုတ်တယုတ်အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလေတော့လေအဲ့ဒီအခါတာအေးကအဲ့ဒီအယုတ်လေးကိုကောက်ယူလိုက်ပြီးတော့လေဖြင့်အယုတ်ကိုပုတ်ခါဖုံးလေးကိုတန့်စင်စီလိုက်ပြီးသူလွယ်ထားတဲ့လွယ်အိတ်ထဲကိုထည့်လိုက်တယ်အဲ့ဒီနောက်တာအေးကမြေပြင်မှာလဲကျနေတဲ့မြောင်ဝင်းကိုကြည့်ပြီးစကားဆိုလိုက်တယ်ကဲအမြောင်ဝင်းနှင်းကိုတော်မြောင်ဝင်းလို့ခေါ်ခြင်းနဲ့နောက်နောက်ကောင်းကောင်းမွန်မွန်နေပါနှင်းယောက်ျားမောင်ကောင်းတေးရတာကြောက်ကြောက်လည်းမဟုတ်ဘူးအမခင်မီကြောက်လည်းမဟုတ်ဘူး လူရောက်မှမရရကြောင်းပဲသူသားတပတ်အိုင်ကိုပညာတဲ့မိန်းကလေးတွေဖမ်းမလာဘူးဆိုငါတို့လည်းလိုက်လာစရာအကြောင်းမရှိဘူးတပတ်အိုင်တကြီးလည်းနင်းတို့လင်မယားကိုလွှတ်လိုက်စရာအကြောင်းမရှိဘူးအရင်စင်ရင်နဲ့ဒေါသဖြစ်ရမှာမရရပဲနင်းလည်းကဝေတယောက်ပဲမရရနင်းတို့လောကသားတွေကိုဖမ်းထားတာနော်နင်းမှတမိရှိမယ်ဆိုကိုချင်းစာနိုင်လိမ့်မယ်ကဲကဲငါတို့သွားတော့မယ်နင်းလည်းထပ်မနှောက်ရှက်တော့ဘူးလို့ငါမျှော်လင့်နေတာအေးကအဲ့ဒါလိုပြောပြတာနဲ့ထွေးမွန်တို့ညီအမနှစ်ယောက်အနာကိုသွားလိုက်တဲ့ သူရောက်လာတာနဲ့ညီအမနှစ်ယောက်အနက်အကြီးမှဖြစ်သည့်မော်ထွေးရစိုးရိမ်နေတဲ့မျက်နှာနဲ့ตาအေးကိုကြည့်လိုက်ပြီး ကိုตาအေးဘာဖြစ်သွားတာလဲဘာမှမဖြစ်ပါဘူးလာပြကျုပ်တို့ခရီးဆက်ကြရအောင်အင်းအလွဲတလုံးကျမကိုပေးလေကျမကိုသေးပေးမယ်ရတယ်ရတယ်မမုံထွေးစကားတွက်နေတယ်အမဖြစ်သူကထွေးမုံမှာမျက်စောင်းထိုးကြည့်လိုက်ပြီးအမနော်တော်တော်ကိုစကားများနေတယ်ငါစိတ်ပူလို့ပြောတာနေရပါဖြစ်နေရလဲအခုတော့အမကကျမကိုပြန်ခံပြောနေပြီပေါ့ကျမပြောပြမယ်နော် ူကမြရဖန်းတာခံထားရတဲ့ကောင်းမလေးတွေကိုတအားကြေကျင်နေတာအဲ့ဒီထဲမှာသူ့ရီးစားပါတော့တယ်တော်ကြာအမခံစားနေရမှာဆိုလို့ထွေးမွန်ရဲ့စကားကြောင့်မွန်ထွေးတယောက်တွေ့ဝေးသွားရတယ်အဲ့ဒီတော့သူမကမိတိစကားမှမပြောတော့ဘဲအရှိမသွားနှင်နေပြီဖြစ်တဲ့တာအေးနောက်ကိုသာလိုက်သွားလိုက်တယ်ထွေးမွန်ကလည်းအမဖြစ်သူကိုကြည်ကကောင်းခါရမ်းပြီးနောက်ကလိုက်ပါသွားလိုက်တယ်အဲသူတို့သုံးယောက်မြဝင်းကိုကြော့သွားကြည်မြဝင်းကအတန်ခက်ချေချင်းနဲ့တာအေးအားစကားဆိုလိုက်တယ်ကောင်းလေ နင်တို့တပတ်အံရွာသွားမှာမလားဟုတ်တယ်နင်တို့တပတ်အံရွာကိုသွားလဲမြရာကိုတွေ့မှာမဟုတ်ဘူးဘာလို့လဲနင်တို့ကတစီကူမှာမြရာဖမ်းထားတဲ့ကောင်မလေးတွေကိုကဲမှာမလားဟုတ်တယ်လေသူတို့ဧမှာမရှိတော့ဘူးမြရာဘယ်နေရာကိုပို့လိုက်မှမသိဘူးဘာခမရပြောတာတကယ်လားနင်ယုံတာမယုံတာငါကယူမဆိုင်ဘူးမြရာရောရွာမှာရှိလားရွာတကြီးကငါ့ကိုရောမြရာကိုပါရွာကနေနှင်းထုတ်ထားတယ်အခုအချိန်နဲ့တပတ်အိမ်သွားလဲနေရန်သူကိုတွေ့မှာမဟုတ်ဘူးအဲ့ဒါဆိုဧကောင်ဘယ်မှာလဲ မပူနဲ့မြရာနင်းကိုလာရှာလိုက်မယ်။ဒါပေမဲ့အခုတော့မဟုတ်ဘူး။သူ့ကြည့်စင်အောင်တဲ့နေပေါ့။အခုကတော့နောက်ထပ်ကဝေးပြူမာလေးတွေရှာနေလောက်ပြီ။မြဝင်းကထို့ထို့ပြောပြတာနဲ့လဲကြနေရမှမတ်တထရက်ခါလရငတ်ကြီးတကောင်အသွင်ပြောင်းလဲပြီးထွက်ခွာသွားလိမ့်တယ်။အဲ့ဒီအခါမှာအနေငယ်တွေ့ဝင်နေတဲ့တာအေးအားထွေးမုံကစကားဆိုလိုက်တယ်။ကိုတာအေးရှင်မာရီစဉ်းစားနေတာလေ။ကျမတို့တပတ်အံရွာကိုလာခဲ့တာကြာပြီနော်။ရောက်ခါဒီမှာသူစကားကြောင့်မသွားဘဲနေတော့မလို့လား။မဟုတ်ပါဘူး။ကျုပ်သွားမှာပါ။ တကယ်လို့သူပြောတာမှန်နေရင်ဘလို့ဆက်လို့ရမလဲတွေးနေတာအဲ့တော့လေရှေရဲ့ပုံနေတဲ့ကြားကိုလိုက်ရှာရမှာပေါ့သူ့ကိုအားအင်ဖြေဖို့အချိန်ပေးလို့မဖြစ်ဘူးထွေးမုံပြောတာမှန်နေကဲအခုတော့ကျုပ်တို့တပတ်အင်ရွာကိုပဲသွားကြတာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာနေပြီးဆုံးခဲ့ပြီဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ကောင်းတွေနဲ့ပြန်ဆုံပါမယ်ရှင်